ားပါရှင်ရန်ကုန်ခေတ်တည်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မိုးကုံမြို့ကနေမိုးမိတ်မြို့ဖက်ကိုခြိတက်လာတဲ့စစ်တပ်စစ်ကြောင်းကို KIA PDF ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကို KIA ပြောခွင့်ရဘုံမူကြီးနော်ဘူးကအတည်ပြုလိုက်ပါတယ်ပြင်းဦးလေမှာအနယ်ရီအစိုးရရဲ့ယေတနာပုံမြို့သစ်စီမံကိန်းကိုမင်းအောင်လိုင်းကပြန်အကောင်ထည့်ဖော်နေပြီး တားပြစ်သူအောင်ပြည့်စုံရဲ့ Skywan ဆောက်လုပ်ရေးကုမ္ပဏီကစေယုံလမ်းတွေနဲ့အခြေခံဆောက်အုံတွေကိုဆောက်လုပ်ခွင့်ရရှိနေတဲ့သတင်းအပါအဝင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့ကနေမိုးမိတ်မြို့ဖက်ကိုခြိတက်လာတဲ့စစ်တပ်စစ်ကြောင်းကို KIA KPDF အပါအဝင် တော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းသတင်းရင်းမြစ်ကပြောခဲ့တဲ့သတင်းမှာမှန်ကန်တယ်ဆိုတာကို KIA KNO ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကလည်းအတည်ပြုလိုက်ပါတယ်။မနေ့ကနိုဗ ెంబ ာ30ရက်နေ့ည8:00နာရီချိန်မိုးကုံမြို့ဘက်ကနေမိုးမိတ်မြို့ကိုထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ KIA KPDF အပါအဝင် တော်လိုင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲအသေးစိတ်အခြေအနေကိုမေးမြန်းနေစေဖြစ်တယ်လို့ KIA KNO ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကရှင်းပြပါတယ်။ ဘူမူကြီးနော်ဘူးကနိုဗမာလာစံပိုင်းကရန်ကုန်ခေတ်သစ်တင်ဌာနနဲ့ဆက်သွယ်မေးမြန်းချက်မှာ TNNA စုခွာမဲ့မိုးမိတ်မျိုးက ABSDF နဲ့ PDF တို့ကို KIA ကစီရေးကူညီမယ်လို့ထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။မိုးမိတ်မျိုးနယ်မှာ KIA တပ်ရင်34ခုရှိပြီး ABSDF PDF တို့နဲ့အတူပူးတွဲရှိနေကတပ်ပေါင်းစုဖြင့်အတူတူနေထိုင်ပြီးအခြေချထားပါတယ်။ KIA အနေနဲ့ TNL စုခွာမဲ့မိုးမိတ်မျိုးနဲ့ပတ်သက်ပြီးစီရေးရဆောင်ရွက်ဖို့မရှိပေမဲ့လေ ABSDF နဲ့ PDF တို့ရဲ့စီရေးလှုပ်ရှားမှုတွေလှုပ်ဆောင်လာရင်တော့ KIA ကကူညီသွားမယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်။မိုးမိတ် KIA ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ် KIA မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေအရဘလို့ပဲခက်ခဲနဲ့ကြုံတွေ့ပါစေပြည်သူနဲ့တသားတည်းရှိနေမယ်လို့ဆိုပါရယ်။ ဒါအပြင်စစ်ကောင်မရှင်လက်အောက်ကိုမကြောက်ဖို့နဲ့တော်လိုင်းအောင်မြင်မှုပန်းနိုင်စီကိုအမြန်ဆုံးရောက်ရှိစေဖို့တော်လိုင်းညီနောင်မဟာမိတ်တွေနဲ့အတူပူးပေါင်းပြီးအောင်မြင်မှုရတဲ့အထိဆက်လက်ချီတက်သွားမယ်လို့ကတိတစာပြုထားပါသေးရဲ့ TNL ကအော်တိုဗလ29ရက်နေ့မှာတရုတ်ရဲ့ဂျောင်းဝင်စီစံမှုနဲ့စစ်တပ်နဲ့အပြစ်ခတ်ရဆဲလိုက်ပြီးမိုးကုန်းနဲ့မိုးမိတ်မြို့တွေကနေပြန်လည်ဆုတ်ခွာမယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားပါရှင်မန္တလေးတိုင်းဘက်ကိုကြည့်ရအောင်ပါ မန္တလေးတိုင်းပြည်ဦးနယ်မြို့နယ်မှာ NDI အစိုးရရဲ့ရတနာပုံမျိုးသစ်စီမံကိန်းကိုမင်းအောင်လိုင်ကပြန်လည်ကောင်းထည်ဖော်နေပြီးမင်းအောင်လိုင်ရဲ့တာဖြစ်သူအောင်ပြေဆောင်ပိုင်ဆိုင်တဲ့ Sky One ဆောက်လုပ်ရေးကုမ္ပဏီကဆေးရုံလမ်းတွေနဲ့အခြေခံဆောက်အုံတွေဆောက်လုပ်ခွင့်ရရှိထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်စီကနေသိရပါဗျ။မန္တလေးတိုင်းဒေသကြီးပြည်ဦးနယ်မြို့နယ်တုံးတော်ကြီးွာအနီးမှာရှိတဲ့ မြေကတသောမှာယေဇနာပုံမျိုးသစ်စီမံကိန်းကို2016ခုနှစ်မှာစတင်အကောင်အထည်ဖော်ခဲ့ပြီး2020ခုနှစ်မှာဆက်လက်အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေခြင်းရက်ဆိုင်ခဲ့ရပါတယ်။ NDI အစိုးရကအထက်မြန်မာပြည်အစိုးရနဲ့ဤပညာဖွံ့ဖြိုးရေးဗဟိုပြုအပန်းဖြေဝန်ဆောင်မှုမျိုးသစ်ဖန်တီးဖို့ရည်ရွယ်ချက်နဲ့အဲ့ဒီစီမံကိန်းကိုစတင်ခဲ့ပေမဲ့လည်း2020ခုနှစ်မှာပြန်လည်ရက်ဆိုင်ခဲ့ရပါတယ်။အခုအခါကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကယေဇနာပုံမျိုးသစ်စီမံကိန်းကိုပြန်လည်စတင်ခိုင်းနေပြီး ဆောက်လုပ်ရေးဝန်ကြီးဦးဆောင်တဲ့ဖွဲ့ဝင်၁၂ယောက်ပါယတနာမျိုးသစ်စီမံကိန်းကြီးကြပ်မှုကော်မတီကိုအခုနှစ်ဩဂတ်လ30ရက်နေ့ကဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီစီမံကိန်းမှာစစ်တပ်နဲ့နေတဲ့ခရိုနီတွေလောက်ကန်ခွင့်ရရှိမယ်အပြင်လက်တလောမင်းအောင်လိုင်ရဲ့တာအောင်ပြေဆောင်ကစေယုံလမ်းနဲ့အခြေခံစောက်အောင်တွေကိုတည်ဆောက်ခွင့်ရရှိထားပါတယ်။ပြည်ဦးနယ်မြို့ကိုအထက်မြမပြည်ရဲ့အစိမ်းရောင်နဲ့ဤပညာဖွံ့ဖြိုးရေးဗဟိုပြုအပန်းဖြေဝန်ဆောင်မှုမျိုး ခရင်းနဲ့စမတ်စီဒီဖန်တီးဖို့ဖြစ်ပြီးရည်ရွယ်ထားတဲ့အဲ့ဒီယတနာပုံမျိုးသစ်စီမံကိန်းကိုမျိုးပြစီမံချက်တွေလည်းရေးဆွဲပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ယတနာပုံမျိုးသစ်စီမံကိန်းမှာစိုက်ပျိုးရေးကိုအခြေခံတဲ့ Agro Based Industrial Zone Research and Development Center တခုထူထောင်ဖို့အပြင် Education and Health Services Tourism Center ပါဝင်မှာဖြစ်ပြီးစေယုံတွေလည်းပါဝင်ပါတယ်။အရင် NLD အစိုးရလက်ထက်ကစီမံကိန်း၃ပိုင်းပါဝင်ပြီးစီမံကိန်းအစစ်တစ်မှာအေက2200ပါဝင်ကစီမံကိန်းအပိုင်းနှစ်မှာတော့ 2939ဧကပါဝင်ပြီးစီမံကိန်းအပိုင်း3မှာတော့4944ဧကပါဝင်ကစက်မှုဇုံတွေအစင်းမြေလူနေအိမ်ယာတန်ဖိုးမြတ်တဲ့အိမ်ယာခောက်ကွင်းစိုက်ပျိုးရေးဇုံနဲ့ Agro Park Area တွေပါဝင်မှာဖြစ်ပါတယ်။ရတနာပုံမျိုးသစ်စီမံကိန်းဟာ2016ခုနှစ်မှာစတင်ကောင်းထည့်ဖော်ခဲ့ပေမဲ့လေမအောင်မြင်တာကြောင့်2000ပြည့်နှစ်ကာလအတွင်းရပ်ဆိုင်းသွားတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်ရှင်။ချင်းမိနယ်ဘက်ကိုကြည့်အောင်ပါ ချင်းမိနယ်လေးကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းသုံးယောက်ကိုခုခံတိုက်ခိုက်ခဲ့တာကြောင့်စစ်တပ်ဘက်ကဗိုလ်မှူးလှမျိုးထိုးအပါဝင်ဗိုလ်ကြီးစစ်သားများပြားကိုချိန်မုံနိုင်ခဲ့ပြီးချင်းတော်လိုင်းတပ်ဖွဲ့ဝေခုနှစ်ဦးကြာဆုံးခဲ့တယ်လို့ CDF CDM စီရင်ကမနေ့ကနိုဝင်ဘာလ30ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အခုနေ့မေလကနေဩဂတ်စ်လအတွင်းမှာစကိုင်းနိုင်ကလေးမျိုးကနေစစ်ကြောင်းထိုးလာတဲ့အင်အား800ကျော်ပါစစ်တပ်စစ်ကြောင်းကိုချင်းပြည်တပ်ပေါင်းစုနဲ့စစ်သေးတဲ့မဟာမိတ်အင်အားစုတွေက ထိုင်းကန်းစစ်ကြောင်းဆိုပြီးတမတ်ကအပြင်းထန်ခုခံကာကွယ်ခဲ့ပြီးလက်နက်ခဲယမ်းတချို့ကိုသိမ်းဆည်းရရှိခဲ့လို့သိရပါဗျ။အဲလိုခုခံတိုက်ခိုက်မှုတွေတွင်တော်လိုင်းရဲဘော်၁၂ယောက်ကြာဆုံးကတချို့လည်းတန်ရာရခဲ့ကြပါဗျ။ဒါပေမဲ့စစ်တပ်စစ်ကြောင်းကအပိသက်ဆုတ်ခွာသွားတာမရှိဘဲချင်းမိနယ်အဝင်၅မိုင်ခန့်တနေရာမှာတပ်စခန်းထိုင်ချကအင်အားဖြည့်တင်းမှုရှိနေခဲ့ပါတယ်။စစ်တပ်ကအော်တိုဗလာကုန်ပိုင်းကနေစပြီးတိတိမျိုးပေါ်ကိုလေကြောင်းနဲ့စစ်သားအင်အားတွေအချင်းချင်းပြန်လည်ဖြည့်တင်းက နိုဝင်ဘာလဆိုင်ပိုင်းမှာချင်းပြည်နယ်အဝင်ခိုင်ကမ်းဘက်ကနေတိုင်းငင်းဘက်ကို UTB စစ်ကြောင်းတကြောင်စတင်ထိုးစစ်ဆင်လာခဲ့ပါတယ်။အဲ့ဒီရက်အနေငယ်အတွင်းတိတိမျိုးကနေတိုင်းငင်းဘက်ကိုနောက်ထပ်စစ်ကြောင်းတကြောင်နဲ့ကလေးတောင်ပိုင်းကနေဝေပူလာဖလန်းမျိုးဘက်ကို UTB စစ်ကြောင်းတကြောင်ထပ်ပြီးထိုးစစ်ဆင်လာခဲ့ပါသေးတယ်။အကြံပတ်စစ်တပ်ကချင်းပြည်အဝင်နေရာစုံကနေစစ်ကြောင်းထိုးလာတာကြောင့်ချင်းပြည်တပ်ပေါင်းစုအနေနဲ့စုဖွဲ့ပြီးခုခံတော်လှန်ဖို့အခက်အခဲရှိခဲ့တဲ့အတွက်ကြောင့် ကိုနေရကိုအဖွဲ့စီအသီးသီးနဲ့သာခုခံတော်လှန်ကြရင်အင်အားမများတတာကြောင့်တဖြည်းဖြည်းပြည်သူပတ်တော်သားတွေရဲ့ထိန်းချုပ်နေရာတွေပြန်လည်လက်လွတ်ခဲ့ရတယ်လို့အသိပေးထားပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းတိုင်းငင်းဘက်ကို UTB စထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းကဘုံမူလာမျိုးထုတ်အပါအဝင်စစ်ဘော်အများပြခုခံချိန်မုံနိုင်ခဲ့ပြီးချင်းမီချင်းလဲအင်အားစုဘက်ကလည်းရဲဘော်9ဦးမြင့်မြတ်စွာအသက်ပေးဆက်ခဲ့ရတယ်လို့သိရပါတယ်။အခုချိန်ဒီအကြမ်းဖက်စစ်တပ်ကိုဆက်လက်ခုခံတော်လှန်နေဆဲဖြစ်ပြီးခီးဆုံးတိုင်းဆက်လက်တိုက်ပွဲဝင်သွားမယ့်ပြင် အခုနှစ်အတွင်းချမ်းဘတ်စစ်တပ်ရဲ့ထိုးစစ်တိုက်ပွဲတွေကိုချင်းမိနယ်တော်လန်အင်အားစုတွေအနေနဲ့အကြိမ်ကြိမ်ခုခံတော်လန်ခဲ့တယ်လို့ CDF CDN စီရင်ကအသိပေးထားပါသေးရဲ့ရှင်။ဆလတ်ဒင်ဆက်ပေးမဲ့တဲ့ရင်ကတော့အကျန်းဖတ်ရဲတဲ့နန်းချောင်းတွေမှာလဲရဲတပ်သားတစ်တွေကိုအကြောင်းမျိုးမျိုးကောင်းမှုဖျက်ခံနေရတယ်လို့အဲ့ဒီအမတ်တရဲလေးချင်းအကြောင်းမှာတက်နေသူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။အဲ့ဒီအမတ်တရဲလေးချင်းရဲ့အကြောင်းမှာတင်နန်းမှုတွေဖြစ်ကြတဲ့ဒူရဲမှုဝင်းမင်းထွန်းနဲ့ တူရဲအုပ်ရဲနိုင်ဦးတို့ဟာလစာထုတ်ချိန်တိုင်းခေါင်းစဉ်အမျိုးမျိုးပြကောင်မတရားတဲ့နီလန်းနဲ့ငွေကြေးတွေကိုဖျက်တောက်ယူနေတာပါ။ဒါအပြင်လာတိုင်းတင်နန်းသားတအူးချင်းစီတွေစီကနေအထွေထွေချင်း၂000ကျပ်ကိုကောက်ခံနေပေမဲ့လေအဲ့ဒီငွေတွေကိုဘယ်နေရာမှာအသုံးပြုရဲဆိုတာကိုရှင်းလင်းစွာအသိမပေးတဲ့အပြင်တင်နန်းမှုနှစ်ဦးပေါင်းပြီးလစာထုတ်တိုင်းခေါင်းစဉ်အမျိုးမျိုးနဲ့ငွေတွေဇက်တဲ့ဖျက်တောက်နေရကြောင်းတင်နန်းသားတွေဟာစားဝတ်နေရေးအတွက်အခက်အခဲများစွာနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ အဲ့ဒီတင်တန်းကြောင်မှာတက်ခွဲကနေကျွေးတဲ့ထမင်းတွေထဲမှာလည်းကြောက်ခွဲတွေပါဝင်လာတဲ့အပြင်တခါတလေအနံ့ထွက်တာတွေလည်းဖြစ်ပေါ်နေပြီးသတ်မှတ်ထားတဲ့မီနူအတိုင်းမကျွေးမွေးပဲအရေးသွင်းညံ့ဖြစ်စွာချက်ပြုတ်ကလက်ဖက်ရည်လည်းမတိုက်တော့ဘူးလို့ရေးသက်သားတဲ့တင်တန်းတက်ရောက်နေသူတွေကပြောပါတယ်။အဲ့ဒီအပြင်ဒူရဲမှုနဲ့ဒူရဲဥတော်ဟာတက်ခွဲအတွင်းမုတ်ဆိုင်ဖွင့်ကမတန်ဆဈေးနှုန်းတွေနဲ့ရောင်းချနေပါတယ်။အဲ့ဒီအပြင်တက်သားတွေအတွက်ဆေးဝါးဝယ်ယူဖို့အလူငွေတွေကိုကောက်ခံခဲ့ပေမဲ့လေတကယ်နေမကောင်းဖြစ်တဲ့အခါမှာဆေးပေးမဲ့စား တဆားတထုပ်ကိုတော့တထောင်ကျက်နဲ့ပြန်လဲရောင်းချနေပြီးတောက်သုံးရီကလည်းတန့်ရှင်းမှုမရှိတဲ့အပြင်အဲ့ဒီအခြေအနေတွေနဲ့ကြုံတွေ့နေရတယ်လို့သိရပါဗျ။ဒါအပြင်တင်နန်းသားတွေအတွက်ဆေးဝါးဝယ်ယူဖို့အလူငွေတွေကိုကောက်ခံခဲ့ပေမဲ့လည်းတကယ်နေမကောင်းဖြစ်တဲ့အခါမှာဆေးပေးမဲ့စားတဆားတထုပ်ကိုတော့တထောင်ကျက်နဲ့ပြန်လဲရောင်းချနေပြီးတောက်သုံးရီကလည်းတန့်ရှင်းမှုမရှိတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရတယ်လို့သိရပါဗျ။အဲ့ဒီလိုအခြေအနေတွေအတွက်တင်နန်းသားတွေကအထက်အရာရှိတွေစီကိုတင်ပြရမှာအဲ့ဒီတင်နန်းမှုတွေက အရာရှိတွေကိုလက်ထိုးပြီးစာတွေကိုလဲလှယ်ကအချင်းနှင်မှန်ကိုဖုံးဖိခဲ့တဲ့အပြင်တင်နန်းသားတွေရဲ့စာမှာပါတဲ့အကြောင်းအရာတွေကိုတောင်တန်းစီချိန်မှာပြန်လည်ပြောဆိုခဲ့ကြတယ်လို့အမတ်တရဲလေးချင်းရင်ကြောင်းတက်နေသူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရရှင်စကိုင်းနယ်ဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းနယ်ရွှေဘုံမြို့အထက်ကန်တော်ဂိတ်ကအကြမ်းဖက်စစ်သားတွေဟာပြည်သူတွေစီကနေတများတိုက်ငွေတောင်းခံနေရလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ အဲ့ဒီကန်တော်ဂိတ်ကိုအကြံဖက်စစ်တပ်ကထိန်းချုပ်ထားပြီးရွှေဘုံမြို့မှာရှိတဲ့ချင်းမြန်တက်ဖြစ်တဲ့ခမာယာစတေကဒုရခံဘူတန်ထေးက UCB ဂိတ်ဖွဲ့ထားကဒုရခံဘူတန်ထေးရပြည်သူတွေတဲဆောင်လာတဲ့ကုန်ပစ္စည်းတွေပေါ်အစမတန်ငွေကြေးကောက်ခံနေတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါတယ်။ဒါအပြင်စံစဘာကားတစ်စီးကို2000ကျပ်၊စိုက်ပျိုးရေးသုံးအိမ်သုံးပစ္စည်းတွေတင်လာတဲ့ကားတစ်စီးကိုကျပ်3သိန်းကနေ3သိန်းအတွင်ပေးနေရပြီးနေ့တိုင်း300ချီရနေတာလို့ဒေသခံပြည်သူတွေကပြောပါတယ်။ ဒူရခံဖို့တန်တရာဂိတ်ဖွင့်တဲ့နှစ်နှစ်အတွင်းပြည်သူတွေစီကနေတင်းထောင်ချီကောက်ခံခဲ့မှုအတွက်တိုင်ကြားစာပေးပို့ခဲ့ပေမဲ့လည်းအေးအေးယူမှုတစုံတရာမခံရတဲ့ပြင်အရင်ကထက်တောင်ပို့ပြီးတော့ဓမြတိုင်ငွေကြေးတောင်းခံမှုတွေလှုပ်ဆောင်ခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောပါရရှင်မွန်ပြည်နယ်ဘက်မှာတော့မွန်ပြည်နယ်ရေးမြို့နယ်မှာခမာရ986တက်ကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့၃ကိုရေးဘလူတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့လို့ရန်ကုန်ခေတ္တကိုပြောပါရတယ်။ မနေ့ကနိုဗမာလ30ရက်နေ့မွန်ပြည်နယ်ရေးမြို့နယ်ခြေဆိုင်ခမရ၅ရှိကျောက်တရင်ကနေစစ်မှုထမ်းတပ်သားတဲ့တုံးကရေးဘလူတရင်ရဲ့ရှီတန်းစစ်မျက်နှာနေရာကိုထွက်ပြေးတိမ်းရှောင်လာပြီးအကူအညီတောင်းခံလာတဲ့အတွက်စစ်မှုထမ်းတပ်သားတဲ့တုံးကိုရေးဘလူတပ်ဖွဲ့ကဖမ်းဆီးသိမ်းသိမ်းထားတယ်လို့ရေးဘလူတပ်ဖွဲ့ကောင်းဆောင်ကရှင်းပြပါတယ်။ခမရ၅ရှိကျောက်တရင်ကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့တုံးမှာစစ်မှုထမ်းအပတ်စဉ်စနစ်ကအသက်24နှစ်ရွယ်စစ်မှုထမ်းတပ်သားအောင်တန်းဦး အသက်29နှစ်ရွယ်သက်သားသည့်ရန်နိုင်ဝင်းအသက်23နှစ်ရွယ်သက်သားသည့်ချစ်ထွန်းတို့ဖြစ်ပါသည်။အကြံဖက်စစ်တပ်ကနိုင်ငံတော်မှာလူငယ်တွေကိုစစ်မှုထမ်းပြပေါ်တာဆွဲဖမ်းဆီးပြီးစစ်မှုထမ်းခိုင်းနေရမှာအခုအခါမှာစစ်မှုထမ်းအပတ်စဉ်20ကိုရောက်ရှိလာပြီဖြစ်ပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပဲခူးတိုင်းတောင်ကုန်းမြို့နယ်မှာနေအိမ်ထဲထိဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့စစ်မှုထမ်းသသားတဲ့တဦးကညီဖြစ်သူ PDF တပ်ဖွဲ့ဝင်စီကိုချိတ်ဆက်ပြီးအလင်းဝင်ရောက်လာတယ်လို့တပ်ကုန်း PDF တရင်ရှိ3ရက်3ရက်တရင်မှုရဲဘော်ရာမုံကရန်ကုန်ခေတ်ကိုပြောပါရယ်ပြခဲ့တဲ့နိုဗ ెంబ ာလ26ရက်နေ့မှာတထုံခရိုင်အမှတ်9ချင်းမြန်တရင်ကစစ်မှုထမ်းတသားတဲ့အောင်ကိုဝင်းအားတနက်ယူဆောင်လာတာမရှိဘဲတက်ကုန်း PDF တရင်803ရက်အတက်ဖွဲ့ဝင်ဖြစ်တဲ့ညီဖြစ်သူစီကိုဆက်သွယ်ကအလင်းဝင်ရောက်လာခဲ့တာပါ အဲ့လိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတသားတဲ့အောင်ကိုဝင်းဟာတထုံခရအမှတ်ကိုချိန်မှန်တရင်မှာ9လခန့်နေထိုင်ပြီးတဲ့နောက်ထွက်ပြေးလာတာဖြစ်ပြီးလက်ရှိချိန်မှာတော့ညီဖြစ်သူရှိတဲ့တရင်၈၃၃မှာရဲဘော်အဖြစ်တာဝန်ထမ်းဆောင်ကအကြမ်းဖက်စစ်တပ်ကိုတွန်းလှန်တိုက်ခိုက်မယ်လို့သိရပါတယ်အခုလိုမျိုးပဲနောက်ထပ်အလင်းဝင်လိုသူတွေကိုလည်းတရင်ကနေနှွေထွေးစွာကြိုဆိုပြီးစစ်ကောင်မရှင်လက်အောက်ကနေထွက်ခွာကာအများဆုံးအလင်းဝင်ရောက်ဖို့ကြိုးစားကြပါလို့တက်ကုန်း PDF တရင်ရှိရ3ရက်တရင်မှုရဲဘော်ရာမုံကပြောပါရရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ